900မှာ300မှားနေတယ်လို့ပြောခဲ့တာလူပြောပြောခဲ့တာဒါပေမဲ့ခင်ချကန်ဒီမှာပဲတည်ရောတည်ရောချက်ချင်းဘာဖြစ်လဲတရားရာခိုင်နှုန်းအပြည့်မှန်တဲ့ message ဖြစ်သွားတယ်ဟမ်အဲ့ဒါကြည့်ဒီကောင်တွေကအဲ့ဒါဟမ်ဆွေးကြရမဟုတ်လားလိုက်ဦးလားဆိုရလဲပြောတယ်တခါတလေကြာလဲဒါလဲပုထုဇဉ်လူတော်ဟုတ်ဗျအမားနဲ့တော့ဘယ်ကင်းရမလဲအဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှအောင်မြင်ပါလေဗျမင်းအွန်လိုင်းကိုဆဲဆိုဝေဖန်ပေးကြပါ ရှင်းပြချက်နဲ့ကြိုးဆိုပါတယ်ဒီနေ့မိတ်ဆွေဟာစစ်အာဏာရှင်မုံတီးပြီးတော့ပြားများတမှုလိုလာတဲ့ဒေါ်လာရေးပက်တော်သားတယောက်ဖြစ်တဲ့ဆိုရင် channel လေးကို subscribe နဲ့ပြီးပြီးတော့ video ကိုကျွန်တော်နဲ့အဆုံးထိကြည့်ရှုပေးဖိတ်ခေါ်ပါတယ်တရင်သူတရင်တို့လေးတွေကျွန်တော်အရင်တင်ဆက်ပေးပါမယ်ချောင်းဦးမြို့မှာရဲစခန်းကိုတော်လိုင်းရဲတပ်ဖွဲ့များကတိုက်ခိုက်လို့စစ်သား၅ဦးသေဆုံးတယ်လို့သိရပါဗျ။ စကိုင်းတိုင်းချောင်းမြို့မှာရဲစခန်းကိုလက်နက်ကြီးဒရုန်းတို့ဖြင့်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးကားကိုယ်တော်ပျက်စီးခဲ့ကြောင်းချောင်းဦးမြို့နယ်ပါကဖတိုက်ခိုက်ရေးတပ်ဖွဲ့ CHUBDF မှတာဝန်ရှိသူတဦးကပြောပါတယ်ချောင်းဦးမြို့မှာရဲစခန်းအတွင်းသို့60မမလက်နက်ကြီးဖြင့်ဘုံဒီနှလုံးပြုတ်ခတ်တိုက်ခိုက်ခဲ့ကားကိုယ်တော်ထိမှန်ပေါက်ွယ်ပြီးပျက်စီးခဲ့ကြောင်းအော်တိုဘားလာ၁၀ရက်နေ့မနက်၉နာရီအချိန်ထပ်မံ၍ဒရုန်းဖြင့်ဘုံဒီတလုံးထပ်မံကျဲတိုက်ခိုက်ခဲ့ရာ၁၅ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေဆုံးသွားသောစစ်သား၅ဝန်းနဲ့တအူးကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်ထဲသို့တဲဆောင်သွားကြောင်းသိရပါတယ်ဘယ်လိုလူဖြစ်မလဲတော့မသိဘူးနော်ဒီတယောက်ကနမခထဲတဲသွားတဲ့တယောက်ကအရာရှိလို့တော့ယူဆရတယ်တဲ့ဒီမှာပြောထားပါတယ်ဘုကုမန်လေးလောင်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းရာကြီးပိတ်ထားရတယ်လို့ပြောပါတယ်မလေးတိုင်းမုတ်ကုတ်မန္လေးလမ်းပေါ်ကဖော်တော်လမ်းပိုင်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းကိုယာယီပိတ်ထားလိုက်ကြောင်းမုတ်ကုတ်ပကပဖွဲ့တာဝန်ရှိသူကပြောပါတယ် အော်တိုဘာဒုတိယပတ်တွင်ကာကွယ်အဖွဲ့ရီစုမှုထားတဲ့မိုးကုတ်မန်းလေးလမ်းပိုင်းကတော့ဖော်တော်လမ်းပိုင်းကိုစစ်တပ်ကဝိုင်တွဲတွေဒရုန်းတွေတုံးပြီးနရက်ဆက်တိုက်ဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ခီးတွက်ပြည်သူတွေထိခိုက်မှာစိုးရိမ်နေတဲ့အတွက်အော်တိုဘာ17ရက်ကမနက်ကစပြီးယာယီပိတ်ထားလိုက်ကြောင်းမိုးကုတ်မြို့နယ်ပါကာဖာအဖွဲ့ရဲ့အဝင်ရှိသူကပြောပါတယ်။ခီးတွက်ကတော့ခဏနားရမှာပေါ့နော်။ကုန်စည်တွေလည်းကားတွေခဏလမ်းမှာရပ်နားရမှာ။ နော်တို့ပြည်သူတွေနည်းနည်းတီးခံပေးဖို့လိုပါတယ်ဒီမိုကိုဘက်ကလူတွေပေါ့နော်ကုန်ပစ္စည်းတွေနည်းနည်းကြန့်ကြာသွားနိုင်တယ်ပေါ့နော်တကယ်ကိုမိုက်တဲ့တည်ရင်ရှိပါတယ်အာဆီယံဘုံသဘောတူညီချက်တွေအောက်မှာစစ်တပ်ကရွေးကောက်ပွဲကျင်းပခွင့်မရှိနေကြောင်းအပါဝင်အရေးယူဆောင်ရွက်တဲ့အချက်၅ချက်ကိုတော်လန်ရေးအဖွဲ့20ကပူးပေါင်းတောင်းဆိုလိုက်ပါတယ်အကြံဖက်ကျူးလွန်မှုအကြံဖက်မှုကျူးလွန်နေတဲ့ပေါ် ိတ်ဆိတ်နေတာတွေရက်တန့်ဖို့သမရဥဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ဆိုတဲ့အချက်တွေကိုဒီနေ့အောက်တိုဘာ17ရက်ထုတ်ထုတ်ပြန်စာမှာဖော်ပြပါတယ်။ကဲဒီဗီဒီယိုမှာဘူးလလဆွေစစ်တပ်ကဖမ်းခေါ်သွားနော်။ဒါမဲ့သူဘလို့လွတ်လာခဲ့လဲဆိုတာသူ့ရဲ့အယူခံဝင်ထားတဲ့ဗီဒီယိုရှိပါတယ်။အဲ့ဒါကိုကိုစီရီယက်ရှင်လုပ်ပြထားတာနော်။ ဘူးလက်လှဆွေကိုစစ်တပ်ကခေါ်သွားပြီးတော့ပြန်လွတ်လိုက်ပြီးကြားတယ်အဲ့တော့အကျော်စွာလားမတည်ဘူးနဲ့အငယ်အငယ်ဟိုမခေါ်သွားပြီဆိုပြီးတော့ပြောနေကြတာလူမျက်ကြော်ပုံနဲ့တွေ့တဲ့ခါတွေ့တယ်အမှကိုလူမျက်ကြော်ပုံနဲ့ဟိုနေဘူးလက်လှဆွေရောက်တဲ့မနာတာတယ်ဘာဟိုထွဲကားလေးတော့မပြောရဲတော့နော်ဒါခံကောင်းတယ်ဘာဖြစ်ဆိုဘူးလက်လှဆွေတက်ဖို့ရဲ့ခေါင်းဆောင်ဖြစ်နေတာရဲ့သူ့ရဲ့မဲဆန္ဒနဲ့မှအခြားလူလက်လက်ဝါမှာစိုးတာရဲ့ နောက်တစ်ခုကသူကအချိန်နဲ့မကောင်းမ်းတိဆိုကောက်ပြီးတော့ပြန်ပြီးတော့အဲဘောပြန်မှလိုက်တယ်တမအဲ့ဒီဘောနောက်ဆုံးသူဘောမှခဲ့တဲ့ video file နော်မကြည့်ပါဘူးခုလူကြီးစီကအဲ့လိုမဟုတ်ဟမ်ဒီစီစားနော်ကျက်ကျက်ကျက်ဆိုင်ကျွန်တော်တို့ဒီလိုပဲဝယ်လို့ဖြစ်နေတယ်ချက်ချင်းကိုရမင်းကခေါ်ပြီးတော့ပြင်လေးရရချက်ချင်းကိုပဲလာဝကထွေအောင်ဟမ်ဒါဒီကောက်ဝယ်ကောင်းရှင်းလို့ခေါင်းရင်းဆိုင်လို့ဟမ်ဒီမာရီဒီမာရီဒီမာရီဖြစ်နေရတယ်ခါတယ် ုံသာလုံးလေးပုံသာပုံသာကြီးလေးပုံသာလေးတချို့ပြင်ပြီးတော့ဆက်ဆင်းရောပြီးတော့မဟုတ်ကျွန်တော်ပြောမယ်ကွာရွာမှာမှားတဲ့မဲစကြီးကိုနိုင်ငံတော်အဆင့်ကနေချက်ချင်းနိုင်ပိုင်းအတွင်းပြင်လို့ရတယ်ကျွန်တော်မတိလို့ပါကျွန်တော်မတိလို့ပါရတယ်အဲ့ဒီမစိုင်းတော့ဟိုယွာမာတီအောက်ရှေ့တီမှားနေတဲ့မဲစင်းကိုပြင်ချင်တယ်လို့ပြင်နေတာဟုတ်ကဲ့ခေါ်ပေးချက်ချင်းပြင်လို့ရလို့လားဟမ်ရရဆိုရင်တော့ကဘာမာတီနိုင်ငံပထမဦးဆုံးဖြစ်မယ်နော် မရှိပြောရတာအဲနောက်ဆုံးသူဘောမနဲ့ခါကျွန်တော်ပြီးရင်သူပြောတဲ့စကားကို comment တွေပါဖတ်ပြမကြည့်ပါဘူးအဲ comment တွေကပိုကြည့်ဖို့ကောင်းတယ်ကြည့်ပါဒါရအောင်ကြီးညီကအမရိယာကြီးရဲ့စနေတို့မြန်မြန်ပြန်တက်မှတ်သွားတယ်အဲဒီလိုမျိုးဒါနောက်ကျတဲ့တင်တော့မှဆိုတော့ကျွန်တော်ထင်တယ်ရအောင်ကြီးအဲမကန်နေတဲ့စီနီကလာလေးပါအာရှာအာရီစာပြောတာအာလေးစာလေးစာပါဟုတ် ခုရဲ့ဂျူနီယာလေးတွေကိုလေးစားရအောင်နော်ဒီကောင်ပြည့်နော်900မှာ300မှားနေတယ်လို့ပြောခဲ့တာလူပဲပြောခဲ့တာဒါပေမဲ့ခင်ချကန်ထိမှန်မဲ့တိရောတိရောချက်ချင်းမဖြစ်တဲ့တရားရာခိုင်နှုန်းအပြည့်မှန်တဲ့မက်ဆေ့ချ်ဖြစ်သွားတယ်ဟမ်အဲ့ဒါကြည့်ဒီကောင်တွေကအဲ့ဒါဟမ်ရွှေကြာနေမဟုတ်လားဟမ်သူတို့ဘက်ကအဲ့ဒါကြည့်မအဲ့ဒီသူပြောတဲ့စာကိုဒါကိုတက်ထွေးနိုင်ရဲ့ Facebook မှာတင်ထားတာเนาะအခြားနေရာတွေရှိအောင်မယ်ဒါကိုတက်ထွေးနိုင်တင်ထားတဲ့ Facebook မှာ ကွန်မန့်တွေကိုကျွန်တော်ဝင်ဝင်ကြည့်မယ်နော်ကွန်မန့်တွေပြီးလားအဲ့တော့မတ်မင်းချက်အဲ့တော့ညံလို့လားကွာယုံမှားမှားတာမဟုတ်ဘူးညီပြင်းမှားမှားတာအဲ့ဘက်ကျွန်တော်ပြောသလိုပဲပေါ့ညီပြင်းမှားမှားတာဘလို့တွားကောက်ပြီးပြင်လိုက်တာလေဟာဟာဟာလေစောင့်ယူဖွဲ့ကပြင်းပြင်းမပြင်းပြင်းဒုတ်ပြည်သူကရွေးကောက်ပွဲကိုစိတ်ကုန်မဝင်သားဘူးလေနော်ရှင်းတယ်တရားမှာမှာကလုံးမပြောတင်ရင်ရေအောင်ရတော့မယ်ရှင်းတယ် နော်နောက်တစ်ယောက်ကဒီဘဲကြီးလဲတဲ့ဆက်ဒုက္ခပေးနေတော့ငါတို့မြန်မာနိုင်ငံလူမျိုးတွေစည်ရဝတ်ကြီးကစည်ရကကြီးလွန်းတဲ့စကမတကကောင်တွေယူနီဖောင်းဝတ်ပြီးတိုင်းပြည်မြို့ရွာတွေဖြည့်စည်းမီးရှို့လူသက်တဲ့အဲ့ဒါအသက်ရှင်ကြံပြီးယူနီဖောင်းပြောင်းပြည်သူကိုဆက်ဒုက္ခပေးတဲ့မင်းတို့အားလုံးပါတဲ့ မင်းတို့အားလုံးပါလက်စတိုင်းမှာလူတော်ဖြစ်ကမှာလားဟာချာဓမ္မအဲ့အဲ့ဒီကွန်မန့်ကိုပေးပေးရဓမ္မ22ခွန် like ဆိုရည်တွေလို့ဆော်ပေးမယ်လို့ရှိမှဆင်မယ်လို့ပေါ်လိုက်ဖုံးလိုက်နေတယ်တနေ့တစ်မျိုးမရိုးရဘူးတက်လက်တက်နိုင်တဲ့ဒရဝါတွေမှာ25ကွန်မန့်ပေးရတဲ့အောင်ကြော်ကြော်ကအဲဓမ္မဒရဝါတော့မပြောနဲ့တလိမ့်ဆန်ကောင်းတယ်ဟာဟာတော့မကြည့်လိုက်နော်အဲ့လောက်ထိနောက်တစ်ခုကသတိပေးခံရတော့လေခံကချက်ချင်းပို့ပြရတယ်မှာ30ခွန်ပေးထားတယ် နော်ဟာဆက်သုံးပေးထားတာမှကြည့်မဲစရင်ပြင်တာအဲ့လောက်လွယ်နေတော့စဉ်းစားကြည့်တဲ့နော်မ20နှစ်လိုက်ပေးထားတယ်နော်အယူဒီရတဲ့ခမားတို့တနေ့တနေ့တာဝယ်တဲ့ဈေးစရင်ကိုတော့မှန်အောင်ပြန်မစစ်နိုင်လောက်တဲ့လူတွေကမနေ့ကပြောဒီနေ့ပြင်တယ်ဆိုတာအယူစကားပဲဖြစ်မယ်ဟမ်ထိတယ်ဟဲ့ဒီစကားဟမ်တနေ့တာဝယ်တဲ့မဲစင်းတော့ပြန်မစစ်နိုင်တဲ့ဟာတွေတဲ့မဲစရင်မှားတယ်ဆိုတာမနေ့ကမှားတယ်ဒီနေ့ပြင်တယ်ဆိုတာဖြစ်ဖြစ်လိုက်မယ်တဲ့နော် ။ဒါမှမဟုတ်အခုဒီ comment တစ်ခုမှကောင်းကောင်းမရှိသေးဘူးနော်။ကဲ comment section တော့ဒီလောက်နဲ့ထားရအောင်နော်။အဲ့တော့ဘူးလေးပြန်ငပြီးတော့စားမှတီးတဲ့အတွက်ချက်ချင်းပြန်ပြီးတော့ဒီ file လေးကိုကောက်ပြန်ရတယ်။ဒါပေမဲ့ခေါ်ယူစစ်ဆေးပြီးတော့ငားရဲ့လူရဲ့ခွဲရဲ့နွားရဲ့ဆိုပြီးတော့စဲကန်ထိလာမထိလာမလို့သူတို့စစ်တပ်ကကောင်းကြီးကစကားပြောရင်အချင်းချင်းဆိုဘယ်တော့မှရည်ကြီးဆိုပြောတာမရှိဘူးနော်။စစ်မိတ်ဆိုတဲ့အောက်မှာအမိတ်နဲ့မိုက်ရိုင်းမှုပေါ်ခွဲချက်ဆိုမတီးတော့ဘူး။အမိတ်ဆိုတာကတသွေးတတန်တမိတ်ဆိုတာကမှန်ကန်တဲ့အပေါ်မှာတသွေးတတန်တမိတ်ရှိရတယ် ရိုင်းဆိုင်ပြီးတော့ရုပ်မာတဲ့အပေါ်မှာတပိတ္တန်တမိတ်ထက်လို့မရဘူးစစ်သားတွေကစစ်မိတ်ကိုနာခံရတယ်ဒါပေမဲ့ဗာမိတ်တွေတရားမျှတာတဲ့အမိတ်ဥပဒေနဲ့ညီတဲ့အမိတ်ပဲနာခံရတာဒီဗီဒီယိုလေးကိုကြည့်ကြပါဗျာပေါက်ကရုံးကဘူးလက်လဆွေကိုထောက်ခံတာဗောနော်ပါလဲဆိုတော့အောင်မြင်ခြင်းနဲ့ဆိုရင်လည်းဝေဖန်ဆဲဆိုတာခံနိုင်ရမှာဘူးလက်လဆွေလဲစရင်နဲ့ပတ်သက်ပြီးပြောဆိုတော့ तू ကအပိအားမြောက်ဖြစ်တယ်ဒါမဲ့ तू မပြောရဲဘူးကြည့် तू ပြောတာနားထောင်လိုက်ပါ မင်္ဂလာပါဗျဒီနေ့ဟာ17ရက်ဆယ်လပိုင်း2025ဖြစ်ပါတယ်ဗျဘူလက်ကြီးကိုဖမ်းသွားပြီဆိုပြီးမှခေါ်လာတော့ဒေချာဝန်ကြတယ်ဗျနော်ခေါ်တယ်ဆိုရလဲဘူလက်ကရွေးကောက်ပွဲမှာလဲဒါအရွေးခံမဲ့အမတ်လောင်းတခုလေဗျလိုအပ်ချက်ရှိရင်တော့ဘာရီမန့်လိုအပ်တယ်လဲဘလိုဟာရီမန့်လိုလဲသူကတူဘယ်သူကမြင်လိုက်တယ်လို့မတိပါဘူးဗျာဘူလက်ကြီးခဏဝါးတယ်ဆိုတော့ဟုတ်လားသူကအိန္ဒိယနဲ့ထွက်ချင်လောက်ထွက်မှာပေါ့သွားချင်လောက်တော့မှာပေါ့နော်အဲ့ဒါကြီးကို ဝူလာကြီးဘူးရေလိုခါသွားပြီဆိုပြီးမှပြောကြလာပါဗျာဝန္ဒအားရနဲ့ကားနဲ့အကျိုးခံရလေသူ့ဘာသာသူထွက်သွားမှာမဟုတ်တာပါကြလာပေါ့ဘူးလက်ကြီးတကဘူးလက်ကလည်းခဲ့ဆိုအဲ့ဒီလူကလည်းပြောပေါ်နေရတဲ့သူကြီးပဲနော်ဒကာရဲဒကာဦးလက်ဆိုရလည်းပြောနေရတဲ့လူတော်လည်းလည်းပါလဲဆိုလို့ပြောလို့ရတယ်ဒကာတလေကြောက်လည်းဒါလည်းပုထုဇဉ်လူတော်ဟုတ်ဗျအမားလည်းတော့ဘယ်ကင်းရမလဲပေါ့ကူတော်လည်းအမားလည်းရှိတာပဲအမားနဲ့မကင်းဘူး မကင်းပင်အမများလုံးမူလိုက်ကြီးကအားလုံးလည်းပြောပြီးပေါ်ချလာတယ်ဟွာတို့တို့စကားကြောစွာနဲ့စကားကြောစွာပါတယ်ဘာဟိုဘာလို့ဖန်ကန်တာဆိုဘနာနာငပြောသေးဆိုတော့အဲငပြောသေးရဲ့အသေးပြခင်ဗျားတို့ကြည့်မြောက်ဒီတဲ့မင်းတို့ငပြောသေးစားမလားတဲ့ဘနာနာငပြောသေးပြောပါဗျာဟိုကနေအကုန်လုံးနော်မူလိုက်ကြီးကပြောပါတာထုံးနေသူဆိုပါပဲဗျာအဲ့လိုတို့တို့ဟိုစကြောရေးမှာစကြောရေးကနေသူ့ကိုငပြောသေးကြွေးထားနေမှလား အဲ့ငါပြောတိနေပြန်ပါသူတို့တွေကတိုးတိုးတွေကလူတွေလို့ခေါ်ခေါ်ယူမင်းမြတ်ပြီဆိုရင်လည်းပဲဖမ်းသွားပြီစီးသွားပြီနဲ့ဟုတ်လားမမမအဲ့တော့ခဏတို့ပြည်သူများအလုံးပဲသုံးဖြတ်ပေါ့ဗျာသူတို့ကတော့ဘူလက်ဆိုရလဲဒါကြော်ကြတဲ့လူတယောက်ထဲမှာပါလိုက်လေဗျာလူစိတ်ဝင်စားမှုရှိတာပေါ့နော်ဘူလက်တို့ဆိုရလဲအဲ့လိုစိတ်ဝင်စားမှုဖွာလိုက်ပြီဆိုလို့ရှိရင်ရွက်ကောက်ဝဲဦးမယ်ရွက်ကောက်ဝဲဦးမယ်နည်းနည်းပါးပါးလေးပဲထိရှိပါထိကြည့်ဆိုတဲ့ပုံစံမျိုးလောက်ကြအောင်ကြပါတယ်လောက်ကြအောင်ကြပါတယ် ရွေးကောက်ပွဲအတီးလာလေအဖြစ်တရားများများလေပဲနော်ရွေးကောက်ပွဲကတ်လာလေအဖြစ်တရားများများလေပဲဗျအလုံးတော်ပါပဲတာစီရမှာပဲညစွာဖျားရှင်ကိုယ်တော်မြတ်တော်မလေးတည်ခြင်းနဲ့ကဘာတည်းပါရမီဖြည့်ပြည့်ပြည့်ကြံခဲ့ရတာပဲအမှဖျားဖြစ်တာပဲဘုသူစင်နေရတော့ပြောမနေတိုက်ခိုက်မှုမျိုးမျိုးရှိမှာပဲနော်အဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှအောင်မြင်ပါလေဗျအဲ့လိုမှမတိုက်ခိုက်မှုမဟုတ်ဘူးဗျာမှုဆိုလို့ဟုတ်လား လူတယောက်ကအဲ့ပေါ်ကတော့ဘူးလက်ဘက်မှာရက်တည်နေတာဖြစ်ပါတယ်။ဘာလဲဆိုတော့ तू နေစရင်ကိုဘာဘယ်လိုဝေဖန်တယ်လို့မျိုးပေါ့ကွာ။တခြားအရာတွေလည်းဝေဖန်ပေးပါအောင်နဲ့တောင်းဆိုနေတာ။ तू လည်းတကယ်ထောက်ပြချင်တာ။ဒါပေမဲ့ကြောက်နေလို့ဒီကောင်ကဘုံမလေး။ဆိုဘုံဟင်းတို့လည်းသူတို့မြောက်ပေးတာပဲမြောက်ပေးလို့ခုလိုဖြစ်သွားလေ။အဆဲဆိုအဝေဖန်ကမခံရရင်နဲ့အဲ့အဆဲဆိုအဝေဖန်မခံရတဲ့ဘာဖြစ်မလဲ။ မင်းသားအဲ့လိုဝေဖန်လိုက်တယ်ဆိုရင်ဆွဲစီခံရဖို့တော့တေချာတယ်လူပါတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့နော်ပြောချင်တော့ဆဲဆိုခံမှုခံရမှာဒါလေးအောင်မြင်တာပေါ့ဗျာအောင်မြင်တာပေါ့နော်ဒါလေးလည်းတိဟူပါပေါ့ဦးစင်မင်းအွန်လိုင်းကိုအသက်ရှည်စေချင်တယ်ဆိုရင်ဆဲဆိုဝေဖန်ပေးကြပါဘောမာတွေကိုပြောတာမင်းတို့ဒီကရုံးပေါကရုံးတွေဘောမာတွေအကုန်လုံးကိုတောင်းဆိုပါတယ် မင်းတို့ရဲ့ပပကြီးမင်းအောင်လိုင်ကိုဝေဖန်ပေးကြပါထောက်ပြပေးကြပါဒါမှသူရဲ့တဆိုးရှိမှာမဟုတ်ဆိုမင်းတို့မဝေဖန်ဘူးဆိုရင်ပြုတ်မှာဒီကောင်မကြခင် PDF တွေအပြက်ဖြတ်တော့မှာဒီကောင်အဲပပကြီးဖြစ်ပါတယ်နော်အဲ့တော့ဘူးလက်ကလည်းအောင်မြင်တဲ့ထဲမှာလည်းပါတယ်လို့ပြောလို့ရတယ်ပါတယ်လို့ပြောလို့ရတယ်အဲ့တော့သူလည်းဆဲဆူကြမှာပဲအဆုံးထိကြည့်ရှုပေးလို့အတွက်ကျေးဇူးတင်ပါတယ်နောက် view တွေမှာလည်း channel ကိုလာရောက်အားပေးပြီးတော့ကျွန်တော်နဲ့အတူကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျမ်းမာချမ်းသာခြင်းရှိပါစေ။